ဟန်နီမွန်ခရီးစဉ်ကိုခနာမိပြီးရင်သွေးလေးအတွက်ပြင်ဆင်နေကြတဲ့ငယ်စဉ်ဆုံးတွဲရဲ့ကလေးယူခြင်းလိုဟန်နီမွန်မထွက်ပဲစူးစမ်းနေရဲ့ဆိုပြတဲ့စဉ်နဲ့ဟင်ဝီယန်ပရိသတ်များအလုံးဝင်းမိလာပါရှင့်အီဂရစ်ဒိုင်ယရီကနေပြောလေးကြိုဆိုလိုက်ပါတယ်လက်ထက်အပြီးမှာဟန်နီမွန်မထွက်ပဲနဲ့ငွေတွေရှာဖွေနေရကတော့ဟင်ဝီယန်နဲ့ဆိုပြတဲ့စဉ်တို့ဆုံးတွဲပါဆိုပြတဲ့စဉ်နဲ့ဟင်ဝီယန်တို့ကပြီးခဲ့တဲ့ရက်ပိုင်းမှာပဲကြီးကြေခမ်းနားစွာနဲ့မင်္ဂလာဆောင်ခဲ့ကြတာပါသူတို့ဆုံးတွဲက6နှစ်လောက်ချစ်ကြိုက်ပြီးရဲ့နောက်နှစ်ဖက်မိဘတွေပရိသတ်တွေရဲ့ရှေ့မှာပဲရွှေကိုပိတာတန်ဖိုးကြီး တနာတွေနဲ့မင်္ဂလာချက်ဝဲဆောင်ပြီးတော့လက်ထပ်ခဲ့တာဖြစ်ပါတယ်။ပုံမှန်အပြည့်နဲ့ဒီလောက်ကြီးကျယ်တဲ့မင်္ဂလာဝဲကြီးပြီးသွားရင်ပရိသတ်တွေမျောလင်းနေရတာကဟန်နီမွန်ခရီးစဉ်မှာဥရောပလာကမ်းခြေလာပြည်ပနိုင်ငံတခုခုလာပေါ့။ဒါပေမဲ့ဟိဝင်ရနဲ့ဆိုဗီယက်စင်တို့ဇနီးမောင်နိုင်ငံကတော့ပရိသတ်တွေထင်တာကလည်းလုံးဝတခြားစီဖြစ်တဲ့ဆုံးဖြတ်ချက်တခုကိုချလိုက်ပါတယ်။အဲ့ဒါကတော့ဟန်နီမွန်မထွက်တော့ဘူးဆိုတဲ့ဆုံးဖြတ်ချက်ပါပဲ။သူတို့နေရောင်ဟန်နီမွန်မထွက်ရတဲ့အဓိကအကြောင်းရင်းကတော့ခရီးသွားဖို့အငွေမရှိလို့မဟုတ်ပါဘူး။ခရီးသွားမယ့်အချိန်ကိုအစားထိုးပြီးတော့ကလေးယူဖို့အတွက် ်ချက်ချင်းအကောင့်ထဲပေါ်ခြင်းလို့လို့သိရပါတယ်။ဟုတ်ပါတယ်။ဟင်းဝင်းရင်ရောစိုးပြေတဲ့ဇင်မှာအသက်ရွယ်တခုရလာပြီဖြစ်တယ်လို့၆နှစ်တာလက်တွဲလာခဲ့ကြတာကြောင့်လက်ထပ်ပြီးရနဲ့ချက်ချင်းဆိုတယ်လို့မိသားစုဘဝကိုတိဆောက်ချင်နေကြပါပြီ။သူတို့နှစ်ယောက်လုံးကကလေးအရန်ချစ်တတ်တဲ့သူတွေဖြစ်တာကြောင့်ခရီးထွက်ပြီးတော့ပျော်ပါနေမယ့်အစားကျမ်းမာရေးကိယူဆက်ပြီးရင်သွေးရတနာလေးအမြန်ဆုံးရရှိအောင်ကြိုးစားနေကြတာဖြစ်ပါတယ်။သူတို့ကိုယ်တိုင်ကလည်းပရိသတ်တွေကိုမကြခင်သတင်းကောင်းကြားရတော့မှာပါလို့အရေးအမွက်ပြောကြားထားတာကြောင့်ဂျူနီယာဟင်းဝင်းရန်တို့မဟုတ်ဂျူနီယာစ ဆိုပြီးစစ်စစ်လေးကိုမြင်တွေ့ရဖို့တော့သိမ့်မလို့တော့ဘူးလို့ဆိုရမှာပါ။နောက်ထပ်ပရိသတ်တွေတတိထားမိတဲ့အချက်တစ်ခုကတော့မင်္ဂလာပွဲပြီးပြီးချင်းရပ်ပိုင်းရင်တွင်းမှာပဲသူတို့နှစ်ယောက်ကိုပွဲတွေမှာတောက်လျှောက်ပြန်တွေ့နေရတာပါအထူးသဖြင့်ရွှေဆိုင်ပရိုမိုရှင်ပွဲတွေဖွင့်ပွဲအခမ်းအနားတွေမှာမနာမနေတက်ရောက်နေကြတာပါဒါကိုကြည့်ချင်းအဖြစ်သူတို့နှစ်ဦးကအိမ်တောင်ကျသွားလို့အမှုပညာအလုပ်ကိုလျှော့လိုက်တာမျိုးမဟုတ်ပဲရှေ့လျှောက်မွေးလာမဲ့ရင်သွေးလေးအတွက်မိသားစုအနာဂတ်အတွက်စီးပွားရေးကိုပို့ပြီးတော့တက်တက်ကြွကြွနဲ့လုပ်ကင်လာကြတာတွေ့ရပါတယ် သူတို့ရဲ့စူးစမ်းမှုနဲ့လိုက်ဖက်ညီမှုတွေကြောင့်အနုပညာလောကသားတွေတင်မကပါဘူး။စီးပွားရေးလောကကလုပ်ငန်းရှင်ကြီးတွေပါဒီစုံတွဲကိုချစ်ခင်သဘောကျနေကြပါတယ်။တတိယအနေနဲ့ကတော့မကြသေးမီကမန္တလေးမြို့မှာကျင်းပတဲ့ပွဲတစ်ခုမှာမန္တလေးရဲ့နာမည်ကြီးလုပ်ငန်းရှင်ကြီးတွေဖြစ်တဲ့မန်းရစာကုမ္ပဏီပိုင်ရှင်ဒေါက်တာဦးကျော်ဝင်းနဲ့ဒေါက်တာဒေါ်မြင့်မြတ်တန်းတို့ကဟိဝင်းရနဲ့ဆိုဗီယက်သင်းတို့ဇနီးမောင်နှံကိုမင်္ဂလာလက်ဖွဲ့အနေနဲ့ကြီးကျယ်စုချင်းမြင့်ခဲ့တာပါလက်ဖွဲ့ရဲ့ပမာဏကတော့ရင်သက်ရှူမောပဲပါပဲ ငွေသားတည်တဲ့သိန်းတင်ဟာတီတီနဲ့တန်မိုးကြီးဗရံမြောင်းဆွဲကြိုးတစင်စာကိုလက်ဖွဲ့ခဲ့တာဖြစ်ပါတယ်။ဒါကသူတို့နှစ်ယောက်ရဲ့ပုံရိပ်ဘလောက်ကောင်းလဲ။ပရိသတ်တွေကဘလောက်တောင်ချစ်ခင်လဲဆိုတာကိုသက်သေပြနေပါတယ်။ဆိုတော့ငင်းစင်စုံတွင်ဟာမင်္ဂလာပွဲမှာငွေကုန်ကြီးစာများခဲ့ပေမဲ့လက်တွေ့ဘဝမှာတော့အရန်ကိုရင့်ကျက်ပြီးတော့စနစ်ကျတဲ့အစုံတွေလို့ပြောရမှာပါ။ ျော်ပါဖို့ထက်မိသားစုဘဝကိုတည်ဆောက်ဖို့ဦးစားပေးနေပါတယ်။မင်္ဂလာဆောင်ပေးရတဲ့အလုပ်ကိုချက်ချင်းကြိုးစားတယ်။ဒါကြောင့်လည်းလူကြီးတွေရဲ့ချစ်ခင်မှုကိုရရှိနေတာမဆမ်းပါဘူး။ပြိတ္တကြီးတို့ရောဟန်နီမွန်မသွားဘဲကလေးချက်ချင်းယူမယ်သူတို့ရဲ့အစီအစဉ်ကိုဘယ်လိုမြင်လဲ။မကြရင်တရင်ကောင်းကြရတော့မယ်ဆိုတော့ရင်ခုန်ချနေပြီလားဆိုတော့